မင်္ဂလာပါရှင်။ဗမာခေတ်သစ်တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။အခုချိန်မှစပြီးနောက်ဆုံးရသတင်းများကိုအစီအခံတင်ဆက်ပေးပါရမရှင်။ပထမဆုံးသတင်းအနေနဲ့ယူကရိန်းသမ္မတ၏ချိန်ချောက်မှုရှိနေတော့လေ။ယူရရှားနိုင်ငံရင်းမြစ်နေဒုတိယကမ္ဘာစစ်ပြီးဆုံးသော20ပြည့်အခမ်းအနားသို့မင်းအောင်လှိုင်နှင့်အတူကျူကျူလာက First Lady အဖြစ်ပထမဆုံးပွဲတက်မည်။မေလ9ရက်နေ့နံနက်ပိုင်းနေပြည်တော်လေးစိမ့်မှထွက်ခွာပြီးလမ်းခုလတ်တရုတ်ပြည်တွင်လေရင်စီဖြစ်ခရီးတစ်ထောက်နားမည်ဆိုတဲ့သတင်းပဲဖြစ်ပါရခြင်း ယူကရိန်းသမ္မတဇလန်စကီချင်းချောက်မှုရှိနေတော့လဲရုရှားနိုင်ငံရင်းမြစ်နေနေ80ပြည့်အခမ်းအနားတို့မင်းအောင်လိုင်းနဲ့အတူကျူကျူလာက First Lady အဖြစ်ပွဲတက်မိဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုသည်မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့ရင်းမြစ်နေတွင်ပြုလုပ်မည်ဒုတိယကမ္ဘာစစ်ပီးဆုံးသည့်ရင်းမြစ်နေအောင်ပွဲအခမ်းအနားတို့မင်းအောင်လိုင်းနဲ့အတူမိမဖြစ်သူကျူကျူလာက First Lady အဖြစ်ပွဲတက်မိဖြစ်ကြောင်းထို့သောပွဲတက်ရန်ရုရှားနိုင်ငံကကျူကျူလာကိုတရားဝင်ဖိတ်ကြားခဲ့ကြောင်းသိရှိရသည် တက်ချုပ်ဇနီးကိုတရားဝင်ဖိတ်ကြားတာဖြစ်လို့ရုရှားခေအစင်မှာပါမယ်နိုင်ငံတော်အဆင့် First Lady အဖြစ်ပြည်ပမှာပထမဆုံးတက်တဲ့ပွဲလေးဖြစ်ပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြသည်ရုရှားနိုင်ငံမော်စကိုမြို့တွင်နှစ်80ပြည့်ရင်းပြင်းနေအောင်ပွဲနေ့အတွက်မေလ10ရက်နေ့မှာမေလ10ရက်နေ့အထိ၃ရက်ကြာအပြည့်ခက်ရက်10ရက်ရုရှား၏ကမ်းလှမ်းချက်ကိုမေလ3ရက်နေ့တွင်ယူကရိန်းသမ္မတဇယ်လန်စကီကပယ်ချခဲ့တဲ့အပြင်ရုရှားကဖိတ်ကြားထားသောနိုင်ငံတချို့၏ခေါင်းဆောင်များ၏လုံခြုံရေးကိုအမခန့်ချက်မပေးနိုင်ကြောင်းထောက်ပေါ်ပြောဆို ဆိုခဲ့တယ်။မင်းအွန်လိုင်းနဲ့မိမကျူကျူလာစစ်ဘုံကျုံများတဲ့မေလ9ရက်နေ့နနက်ပိုင်း MAI Airbus A319 115HYSLK လေယာဉ်ဖြင့်နေပြည်တော်လေဆိပ်မှရုရှားနိုင်ငံမော်စကိုမြို့သို့ထွက်ခွာမည်ဖြစ်ပြီးလန်ခီးတွင်ခီးတထောက်ဖြင့်တရုတ်နိုင်ငံတွင်ခိတ္တဆင်းသက်ရန်နာ၏လေးရင်စီဖြစ်မည်ဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုသည် ဆလဘီရန်ကုန်မော်လမြိုင်ရထားလမ်းမိုင်းခွဲခံရပြီးတရာဒစင်ပြည်စီစစ်ကောင်စီကရထားများဖြင့်မော်လမြိုင်ခြေဆက်အရှိတောင်တိုင်းစစ်ဌာနချုပ်သို့စစ်ကူများနှင့်လက်နက်ခဲယမ်းများပို့ဆောင်ဆွဲတဲ့တွင်ပဲဖြစ်ပါရခြင်းမွန်ပြည်နယ်ပြည်လင်းမြို့နယ်တွင်ရန်ကုန်မော်လမြိုင်ရထားလမ်းမိုင်းခွဲခံရပြီးတရာဒစင်ပြည်စီသောကြောင့်စစ်ကောင်စီတရင်ရင်မြစ်နှင့်တော်လိုင်းတရင်ရင်မြစ်များထံမှသိရှိရသည့် ရှနေမေလ6ရက်နေ့နနက်အစောပိုင်းဘင်းလင်းမြို့နယ်တွင်းရှိရန်ကုန်မော်လမြိုင်ရထားနှင့်နှင်းပလဲဘူတာနှင့်တောင်စွမ်းဘူတာကြားမိုင်းခွဲခံရပြီးတရားတစ်စင်းမှပြိုကျပျက်စီးသွားကြောင်းသိရှိရသည် ယနေ့6ရက်9လ2025နေ့မော်လမြိုင်ဘူတာကြီးမထွက်ခွာမည်အမှတ်80နှစ်အစုံမော်လမြိုင်ရန်ကုန်ယထာနှင့်ရန်ကုန်ဘူတာကြီးမထွက်ခွာမည်အမှတ်81အစံရန်ကုန်မော်လမြိုင်ယထာခေစဉ်တစ်ခုကိုရှားဟိဖြတ်သိမ်းထားပြီးဝယ်ယူထားပြီးသောယထာလက်မှတ်ခါများကိုမော်လမြိုင်ဘူတာကြီးနေချင်းလက်မှတ်ရုံးတွင်ပြန်အမ်းပေးနေဖြစ်ပါကြောင်းအတိပေးကြောင်းကြားအပ်ပါသည်ဟုစစ်ကောင်စီလက်အောက်ခံမြမမီယထာကကြေညာထားသည် ကျောင်းလင်းတရင်ရင်မြေတစ်ခုကလည်းရန်ကုန်မော်လမြိုင်ရထားလမ်းမိုင်းခွဲသည့်တရင်ရရှိထားပြီးမြေသီးဘွဲကလှုပ်ဆောင်သည်ကိုမသိရှိရတော့လဲရန်ကုန်မော်လမြိုင်ရထားလမ်းမှာတဆင်ရထားများဖြင့်မော်လမြိုင်ရှိအရှိတောင်တိုင်းစစ်ဌာနချုပ်နှင့်ရာတခနယ်မြေများသို့စစ်ကူများနှင့်လက်နက်ခင်းရများပို့ဆောင်လေးရှိကြောင်းသိရှိရသည် ရထားနဲ့စစ်ကူတွေပို့တာလက်နက်ခဲယံတွေပို့တာတော့မကြခဏရှိနေတယ်ရထားလမ်းမိုင်းခွဲတာတော့ဘသူတွေလောက်တာလဲတော့မသိရဘူးရထားလမ်းကစစ်ရေးအတွက်သုံးနေတာကုံရထားလိုလိုနဲ့ရာတခကိုစစ်ကူနဲ့လက်နက်ခဲယံတွေမကြခဏပို့နေတာရှိတယ်ဟုတော်လရေးတရင်ရင်မြကဆိုသည်မေလ3ရက်နေ့ညပိုင်းကလည်းတထုံမြို့နယ်မိုးကောင်းစီရောမိုးကောင်းစီရင်းနေရန်ကုန်မော်လမြိုင်ကားလမ်းမှာမိုးကောင်းတရားကိုမိုင်းခွဲမှုဖြစ်ပွားခဲ့ပြီးတရားမှာလုံးဝပြိုကျပျက်စီးသွားခဲ့တယ် ဆလဘေးထိုးစစ်ရနာထားတော့လေညောင်ကျိုးရင်စကောင်းစီကအပြင်းထန်ထိုးစစ်ဆင်နေပြီးတိတ်ဆုံမှုအများကြီးညောင်စရောက်ထိပြန်ဆုပ်ဆွေးတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။အရက်ကောင့်တမရော A သိမ့်ပိုက်ထားတဲ့ပဲခူးတိုင်းနောက်ပိုင်းရှိညောင်ကျိုးစကန်ကိုပြန်လည်ရရှိရန်စကောင်းစီကအပြင်းထန်ထိုးစစ်ဆင်နေကြောင်းသိရသည်။ညောင်ကျိုးစကန်အနည်းစစ်ကြောင်းထူလာသောစစ်ကောင်စီတပ်များနှင့်အေအေပူပေါင်းတပ်များသည်ပြီးခဲ့သည့်ရက်ပိုင်းဧပြီလ23ရက်နေ့ကပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ယခုမေလပထမပတ်တွင်ထပ်မံထိုးစစ်ဆင်လာခြင်းဖြစ်သည့် ထို့သောဒိုစစ်စင်လောင်းတော်လည်းစကောင်းစီတက်မှအကြဆုံးများသည်ဖြင့်ညောင်ချရောက်အနေသို့တက်များပြန်လည်ဆုတ်ခွာသွားရကြောင်းဆေးရည်တရင်မြက်ထံမှသိရသည် ဆင်လန်ရွာနာမှာတိုက်ပွဲဖြစ်တဲ့တိုက်ပွဲမတိုင်ခင်နေ့တွေကစစ်တပ်ဘက်ကနေအင်အားစုဖွဲ့ပြီးညောင်ကျိုးကိုခြေတက်လာတာကျွန်ထွက်လာတဲ့စစ်ကြောင်းနဲ့ပူးပေါင်းဖွဲ့တို့တိုက်ပွဲဖြစ်တာခုခံစစ်အနေနဲ့တိုက်ခိုက်ခဲ့တာပါဟုစစ်ရေးသတင်းရင်းမြစ်က ARD Time ကိုပြောသည် AA သည်ပြီးခဲ့သည့် match လ7ရက်နေ့ကညောင်ကျိုးစခန်းကိုသိမ်းယူခဲ့ပြီးနောက်စစ်ကောင်စီကစခန်းကိုပြန်လည်ရရှိရန်အတွက်အင်အားများစုဖွဲ့ပြီးမကြာခဏစစ်ကြောင်းများထိုးလာခဲ့ခြင်းဖြစ်သည်ထို့ပြင်ညောင်ချောက်ရှိကပ္ပစ6နဲ့ကပ္ပစ9ကောက်ဝေးပစ္စည်းစေယုံများမှလည်းအင်အားများစုဖွဲ့ ညောင်ကျိုးတို့စစ်ကိုများပို့ဆောင်နေတဲ့အပြင်လက်နက်ကြီးများဖြင့်မှပစ်ခတ်တိုက်ခိုက်နေကြောင်းသိရသည် လက်နက်ငယ်တန်းတွေအုံရှိပင်မြို့ရဲ့အထူးကြားနေရတယ်ဟုအုံရှိပင်မြို့နေဒေသခံတို့က ARD Time ကိုပြောသည်စစ်ကောင်စီသည်ညောင်ကျိုးတိုက်ပွဲသို့ဆက်တင်နှန်းစင်တသားတဲများအပြင်မော်ဘီခြေဆိုင်တရင်သုံးရင်မှထုံထုတ်ထားသောအင်အားများကိုဆေလွတ်တိုက်ခိုက်စေတော့လေညောင်ကျိုးစခန်းကိုလက်လွတ်ခဲ့ရသည်ရခိုခါရင်စစ်ကောင်စီသည်မြေပြင်မှစစ်ကြောင်းများထိုးဆစ်ဆင်လာသည့်အပြင်လေးကြောင်းပစ်ကုန်နှင့်စက်တက်လေးဒီများမှလည်းပုံများကျဲချပြီးကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပဆများဘက်မှလည်းလက်နက်ကြီးများဖြင့်ပစ်ကုန်ပေးနေကြောင်းသိရသည် ညောင်ကျိုးစခန်းကိုပြန်လည်ရယူရန်အတွက်စက်ကောင်းစီတီပြည်မျိုးနှင့်အုံရှိပင်မျိုးတို့မှစားနေရိတ်ကားနှင့်လက်နက်ခရမ်းများကို73ကားများနှင့်ကုန်ကားများဖြင့်ပို့ဆောင်နေပြီးထရန်ရရှိသူများကိုရွှေတောင်မျိုးရှိတက်စေးုံတို့ပို့ဆောင်ကူတာပေးနေကြောင်းသိရသည်ယခုဆက်လက်ပြီးအမေရိကန်ကိုပြင်မှတ်ထားသောအွန်လိုင်းငွေကြေးလိမ်လည်မှုများအတွက်စစ်ကောင်စီလက်အောက်က BGF ကောင်ဆောင်ပုံမှုကြီးစောချစ်သူနှင့်တားနှုတ်ကိုအမေရိကန်အစိုးရကတန်ခတ်ပိတ်ဆို့ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။ အမေရိကန်များကိုပြစ်မှတ်ထားဦးတည်သောအွန်လိုင်းငွေကြေးလိမ်လည်မှုများအပေါင်းတွင်နေဆက်ဖြတ်ကျော်ရဆွဲမှုများအတွက်စစ်ကောင်စီလက်အောက်ခံ BGF ကောင်ဆောင်ဗိုလ်မှူးကြီးစောချစ်သူနှင့်တာနအူကိုအမေရိကန်ဆိုရကဒန်ခဲပေးဆိုကြောင်းတရားဝင်ကြေညာသည်စက်ကောင်စီလက်အောက်ခံ BJ ကောင်ဆောင်ဘုံမူကြီးစောချစ်သူနဲ့တာနူဖြစ်သည့်စောထူဝဲမုန်နဲ့စောချစ်ချစ်တို့ကို American ဗန်နာရေးဝန်ကြီးဌာနကပြစ်မှတ်ထားရေးယူတန်းခတ်ပိတ်ဆို့လိုက်ကြောင်း American ပြည်တော်စုကိုပြစ်မှတ်ထားသော online ငွေကြေးလိမ်လည်မှုများ လူကုန်ကူးမှုနဲ့နေဆန်းဖြတ်ကျော်မှောင်ကိုကူးမှုများအတွက်၎င်းတို့သုံးဦးကိုအမေရိကန်ကတန်ခတ်ပိတ်ဆိုခြင်းဖြစ်ကြောင်းသိရှိရသည်။ဗိုလ်မှူးကြီးစောချသူဦးဆောင်သော BGF ကထိုင်းမြန်မာနယ်စပ်တွင်စိုက်ပါလိမ်လည်မှုအစိုးအဖွဲ့များတရှိရာထိုင်းမြန်မာနယ်စပ်မြရိမျိုးကိုထိန်းချုပ်ထားကြောင်းသိရှိရသည်။ KNA ကစီမံဆောင်ရွက်တဲ့စိုက်ပါလိန်လည်မှုလုပ်ငန်းများကရာဇဝတ်ကောင်ဆောင်နဲ့သူတို့ရဲ့လုပ်ဖို့ကိုင်မဲ့များအတွက်ဝင်ငွေဘီလီယံနဲ့ချေရရှိစေပါတယ်။ American ဘဏ္ဍာရေးဌာနအနေနဲ့အဲ့ဒီလိုရာဇဝတ်မှုတွေကနေအကျိုးမြတ်ရရှိနေတဲ့အဲ့ဒီကွန်ရက်ကိုတားဆီးဖို့နေလမျိုးစုံအသုံးပြုသွားမှာဖြစ်ပါတယ်။ ကရင်နယ်ကြားစောင့်တဲ့ BGF ကောင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူကစမ်းမြင့်မိသားစုနဲ့မဟာမိတ်များမှကျဲဝချမ်းသာစေသောနိုင်ငံဖြတ်ကျော်စီးပွားရေးကွန်ရက်တွင်စိုက်ပါလိန်လေသောဒုစရိုက်လုပ်ငန်းများလှုပ်ဆောင်သည့်ခြံဝင်ကြီးများတရားမဝင်ကာဆီနိုရုံများနှင့်တရားမဝင်လောင်းကစားလုပ်ငန်းများပါဝင်ကြောင်းစစ်တပ်နှင့်လက်အောက်ခံ BGF တို့သည်ဆိုပါတရားမဝင်လုပ်ငန်းများကိုလုကိုင်းပြီးနိုင်ငံတကာရာဆွဲမှုများမှအပြစ်ပေးအရေးယူခံရခြင်းမရှိဘဲကင်းလွတ်စွာကျူးလွန်ချမ်းသာနေကြသည်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံကင်းအမျိုးသားတမရော KNU အမည်ပြောင်းလဲထားသော K ရင်နေသားဆောင်တဲ့ BGF ကောင်ဆောင်ဗိုလ်မှူးကြီးစောချစ်သူကဆမ်းမြင်၎င်းတို့မိသားစုနဲ့မဟာမိတ်မြိုက်ကျွဲဝချမ်းသာလာပါများနိုင်ငံဖြတ်ကျော်စီးပွားရေးကွန်ရက်တစ်ခုကိုတည်ဆောက်ထားသည် ဖုံမုံချင်းစောချစ်သူကိုဆံမြင်တွင်တာနအိုတမီတူရှိပြီးစနေဖြစ်သူမှာနန်းခင်လာသူဖြစ်သည်စောချစ်သူဤတာနအိုမှာ BGF ဖုံမုံစောတူအေမူအသက်32နှစ်ဖုံမုံစောချစ်ချစ်အသက်28နှစ်နဲ့တမီနန်းနှင်းအန်နာအေသက်26နှစ်တို့ဖြစ်ကြသည်ဆံမြင်စောချစ်သူဤနာမည်လွဲအဖြစ်အသုံးပြုထားသောနာမည်နှင့်၎င်း၏သားသမီးများသည် BGF ဖိုင်ကုမ္ပဏီများတွင်အဓိကအခန်းကဏ္ဍမှာပါဝင်ပတ်သက်နေကြသော မိသားစုဝင်များကြားရှယ်ယာများခွဲဝေပိုင်ဆိုင်ထားခြင်းဖြင့်စံမြင့်ခေါ်စောချက်တို့မိသားစုသည် BGF တိုက်စီဝိုင်းလုပ်ငန်း၆ခုကိုထိန်းချုပ်ပိုင်ဆိုင်ထားကြကြောင်းသိရှိရသည်။ထို့ပြင်နာမည်ဆိုဖြင့်ကြော်ကြားသောကြားဖြန့်ခြံဝင်ကြီးနှစ်ခုဖြစ်သော Apollo Panel, Yulon Bay Bat တို့တွင်လည်းအ ਨੇ စုရှယ်ယာရှင်ဖြစ်ပိုင်ဆိုင်ထားကြကြောင်းယင်းစီဝိုင်းလုပ်ငန်းနှစ်ခုစလုံးတွင်စံမြင့်သားဖြစ်သူ BGF ပုံမှုဆော့ဖ်တဝဲမှုသည် Drider နှင့်ရှယ်ယာရှင်တို့ဖြစ်ကြောင်းသိရှိရသည်။ စောချက်သူ၏တမီးဖြစ်သူနန်းနေနနာ၏အသက်26နှစ်တဲ့စင်ကာပူနိုင်ငံနှင့်ဖြစ်တဲ့နိုင်ငံတို့တွင်ပညာသင်ကြားနေပြီးစီဘောရေးဆိုင်ရာစီမံခန့်ခွဲမှုဖွဲ့ရရှိတာက BGF လုပ်ငန်းလေးကိုရင်ရှယ်ယာရှင်နဲ့ဒရိုက်တာဖြစ်ပါဝင်နေသည်။စောချက်သူ၏မိမနန်းခင်လာသူသည်မိသားစုစီဘောရေးတွင်ပါဝင်လုပ်ကိုင်မှုရှိတော်လဲရှယ်ယာရှင်နဲ့ဒရိုက်တာယာရုများကိုယာယူခြင်းမရှိပေ။ထို့ရရင်သူမက BGF စီဘောရေးလုပ်ငန်းများမှအကျိုးမြတ်ဖြစ်ထွန်းနေသူလည်းဖြစ်သည်။